အဆိုတော်ဆိုသူတွေဒရိုက်တာဆိုသူတွေတေးဥဆောင်ဆိုသူတွေ73ယောက်ပေါ့နော်ဒီလူတွေကိုနိုင်ငံသားအဖြစ်ကပယ်ဖျက်လိုက်တယ်ဆိုတော့ဒီလူတွေဒီချိန်ငိုနေပြီကျွန်တော်ကောင်းကောင်းသိတယ်ဒီလူတွေဒီချိန်ငိုနေပြီအဇာနီအာဇာနီတို့လင်းလင်းတို့ပေါ့ဆိုတာသူကဒီအိမ်မှာသူတို့နိုင်ငံသားအဖြစ်ကမပယ်ဖျက်ဘူးပါညာဒီတိုင်းပဲထားရတယ်ပါညာဒီကောင်နဲ့ခွန်နိုင်ငံမှာသွားဆိုပြီးမမပြီလာလို့ရှိရင်သူတို့ကိုသူတို့နိုင်ငံတကာမှာဆိုလာတဲ့အဆိုတော်ကြီးတွေလိုလိုနဲ့စောက်ဖင်ရပြီးပြန်လာကြအောင်ပါမိသွေးမင်းဆိုဒီကောင်မူနိုင်ငံတော်ကဒီ73ယောက်ကိုနိုင်ငံသားအဖြစ်ကပယ်ဖျက်လိုက်တာလုံးတဲ့နယ်လို့ကျွန်တော်ကတော့ဒီလိုမျိုး မှတ်ချက်ပြုခြင်းတောက်ဖြူအေးစေးကရေခဲပါသုံးပါငါးထောက်ပါလို့ဩနေတဲ့အဘသားတွေတမီးတွေအမှန်ကသူတို့ဩတာတော့သူတို့တည်တာမဟုတ်တဲ့သူဩပေးနေတာအရှိမပြေတာစစ်သားတွေဆိုတော့နော်အဲ့ဒီတောက်ဖြူတွေခမည်းတော်အမြဲပြောသူလိုပဲဟုတ်တယ်မလားဘောမအောက်လေးတွတ်ကြည့်လိုက်နော်အမကျော်စိုးဦးတို့ဟုတ်လားအဲဟိုတယောက်ဘလူတဲ့နောက်ပြီးတော့ငထိန်တို့အဲ့ကောင်စစ်သားဆောက်လို့စစ်သားလုံးလို့ပဲနဲ့လိုင်းမတက်အားချောင်းနေတဲ့ကောင်လေးအဲ့ဒီကောင်လေးတွတ်ကြည့်လိုက်အမြဲနိုင်နေတယ်သူတို့နော်အဲ့ဒီအမြဲနိုင်နေတဲ့တောက်ဖြူတွေ့ တပင်းကောင်းလေးလာမယ်နော်ဖတ်ပြမယ်တပင်းရင်အားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ဒီတော့ပထမပြီးတော့တောင်းဆိုချင်ပါရစေရခိုင်ပြည်ကြောက်ဖြူမြို့အမှတ်32ရက်တက်ရင်ကာရင်းစခန်းဖြစ်တော့ပြိုင်းစစ်ကြီးကြီးရွာရှိစစ်ကောင်စီတပ်စခန်းကိုအရကတပ်တော် A ကတိုက်ခိုက်ခဲ့ရစစ်ကောင်စီတပ်သား50ဦးထဲမှနေသေဆုံးသွားပြီးအများအပြားအရှင်ဖမ်းဆီးရရှိကြောင်း A သတင်းရင်းကပြောဆိုတယ် စင်ရတရားရှိတော့ပြိုင်းစစ်ကြီးခြေရရှိစစ်ကောင်စီစခန်းကိုအရကတက်တော့အေကအလုံးအင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီအမှတ်32ရက်တက်ရင်းကိုလည်းအေကဝိုင်းရံပိတ်ဆို့နေစဉ်တိုက်ခိုက်နေကြောင်းယခုရပိုင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတပ်သား50ဦးထက်မနည်းကိုရှင်းလင်းနိုင်ခဲ့ပြီးအများပြားအရှင်ဖမ်းလို့ရရှိကြောင်းသိရတယ်။ကြောက်ဖြူမြို့နယ်ကြီးစစ်ကောင်စီတပ်စခန်းတစ်ခုနှင့်တစ်ခုမှစစ်ကူပေးဖို့နိုင်ခြင်းမရှိစေရန်အရကတက်တော့အေကအဖက်ဖက်မှဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားကြောင်းအေကြောက်ဖြူမြို့တိုင်းတိုက်ပွဲမှစစ်ကောင်စီဤ နှမ်းဖဲထောင်တက်စကန်မင်းသက်တောင်တက်စကန်နဲ့လိတ်ခမော်တက်စကန်တို့ကိုတင်ပိုက်ထားပြီးလက်ရှိတွင်အမှတ်30နှစ်ရက်တက်ရင်းကိုဥတီတိုက်ခိုက်နေကြောင်းသိရတယ်။ကြောင်းဖြူတိုက်ပွဲကိုစစ်ကောင်စီကကြီးရည်လီတုံးခုစလုံးဖြင့်ခုခံတိုက်ခိုက်နေတော့လေအရကတက်တော့အေးစီရေးအသာစီရရှိနေကြောင်းရခိုင်စီရေးတုံးတဲ့သူများကပြောဆိုတယ်ဓာတ်ပုံရခိုင်တွင်အရှင်ဖမ်းမိထားတော့စစ်ကောင်စီခွင်ညာအဲဟုတ်ပါဘူးစစ်ကောင်စီတက်သားများဟာအပေါင်းမလို့ကွာအရာရှိတော့ကွာစိတ်မကောင်းကွာဟမ်အဲကြောင်းဖြူအေးစေးပါပဲ။ ဟမ်အာရေခဲပဲအတောက်မြူကမပြောနဲ့အာဒီနေ့ရောက်တောက်မြူသတင်းကောင်းပြောအောင်မယ်ကျွန်တော်တော်ဆိုဦးပါ people media ပါဘယ်လိုဖြစ်ဖြစ်ကုန်ပြီလဲဟမ်အဲ့ဒါပဲနော်လက်ရှိကျွန်တော်အမြဲပြောသလိုဒီအာနာတိန်က2021အာနာတိန်ထဲကနေအခုရောက်ရှိတဲ့2025အထိစစ်ကောင်စီတပ်ဖွဲ့ဝင်ဘလောက်သေသွားပြီလဲဘလောက်ထိခြေပြက်လက်ပြက်မျက်ကန်းဒုက္ခိတဖြစ်သွားပြီလဲအဲ့ဒီအခု အေးဆေးပါအေးဆေးပါဆိုပြီးမြောက်ပေးလာတဲ့ဘောမတွေ2021အာနာသိန်းတွေကဒီနေ့ထိတို့တင်ခဲ့တဲ့သတင်းတွေကိုပြန်ကြည့်ခင်ဗျားတို့သတင်းတပုတ်ချင်းချင်းလိုက်မကြည့်နဲ့သူတို့တင်ခဲ့တာတွေသူတို့ပြောခဲ့တာတွေနဲ့ဖြစ်နေတာတွေနဲ့ကိုက်ညီမှုရှိလားပေရာသူတို့ကမဟုတ်တဲ့ဟာယူခင်ဗျားတို့စစ်သားတွေမင်းတို့စစ်သားတွေတေဘမင်းတို့တွေဟမ်ပေဖန်ကန်ထိကဖန်ကန်ထိလိုက်ပြန်လာတာဝဲက MNDA ကနေပြန်လှုပ်ပေးလိုက်တဲ့စစ်တုံးပန်းတွေကို ခိုးစိုးလူနိုင်ဓမ္မတွေနဲ့အထောက်ထောက်မှာပြန်ထည့်ပြီးတော့မင်းတို့အကုန်ပြန်ဖမ်းထားတယ်။တိုက်ပွဲမှာအသေးခံပြီးတိုက်တာသေးတယ်။လက်နက်ကြီးခဲယံထောက်ပို့မှုတွေပြည့်စုံမှမရဘူး။ပြီးတော့မခံနိုင်တဲ့ရန်သူရဲ့ခိုးစိအောက်မှာကြာချုံးရတယ်။ဒူးထောက်ပေးလိုက်ကြတယ်။ဖမ်းခံထိတယ်။ရန်သူကတုံ့ပန်းပြစ်ထားခံရတယ်။ပြန်လွတ်ပေးလိုက်တယ်။တခါကိုဘကအသေးခံတိုက်ပေးပါတယ်ဆိုတော့ကိုဘကအဖွဲ့စည်းကပြန်ဖမ်းပြီးထုတ်တဲ့တယ်မင်းတို့လောက်တော့တပူပေါ်နှစ်ပူစင်းကိုမင်းတို့ကအထက်ထက်ပေးရမယ်ကောင်လေ ပြီလားမင်းတို့ကမနာတတ်လို့ဘာဖြစ်လို့တလိษံနေထဲတော့ခွေးတောင်မှနေလောက်လင်းနဲ့တစ်ချက်ပြစ်ထားသည်ရက်ွက်ထဲဟောင်းနဲ့ခွေးလောက်လင်းဝါနဲ့တစ်ချက်ဆွတ်ပြစ်ထားသည်နောက်အဲ့လူတို့မဟောင်းရဲတော့ခွေးတောင်အမှတ်သိနေရှိတယ်သူနာကျင်မှုဒါပေမဲ့မင်းတို့စစ်သားတွေကအဲ့ဒီခွေးတောင်အမှတ်သိနေမရှိလို့မင်းတို့မနာတာနော်တွေးခွဲရမဟုတ်ဘဲပြောတာငါပြောစကားမှားရင်လာခဲ့2021ထဲကနေဒီနေ့မင်းတို့စစ်သားဖောက်ပြေးသွားပြီလေလိုင်းမောစပောက်ရဲ့စကားတွေနဲ့လော်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 ပေတာအဲ့ဒီခွေးသားတွေမဟုတ်ဘူးမင်းတို့စစ်သားတွေပေးရတာ ဟမ်တွားကြည့်ကြော်ဆိုးသတိမှသူအမြဲတောက်ဖြူရေခဲနေတယ်ဟမ်နောက်ရှိသေးတယ်ဟိုပါတယ်ပိုင်ပိုင်ဆက်ကဘာလဲဟိုအာဆိုတော့ဆိုတော့ဘာဆိုလဲဘာကောင်းလဲနောက်ရှိပို့ကောင်းလားမသိဘူးဒါပေမဲ့ဒီလိုကစကားပြောရင်ကြီးတယ်အဲ့ဒီတယောက်ဆိုလဲအမြဲခွန်းဖြစ်နေတယ်နောက်ဟိုဘာတတ်ထင်းရကောင်းလားငထိန်ဆိုတော့ကောင်းလီးလလုံးမှုလလုံးတန်ခမောက်လလုံးဟမ်စစ်သားတယ်ပြောရင်လိုင်းပေါ်မှာကော်ဖီလေးတောက်ပြလိုက်ဟိုကီးဘုတ်လေးပေါ်မှာဖုန်းလေးရက်ပြလိုက်နေဟမ်မတိရစီပညာတတ်လို့လို့ ဟမ်ပရိုဖက်ရှင်နယ်ပညာရှင်လို့လို့ဟမ်မော်လို့လို့ထီးလို့လို့အဲ့ဒီကောင်မျိုးတွေကမင်းတို့မြှောက်ပေးနေတာရှင်းတယ်မှတိုက်ကြတာစီအဲ့ဒီမြှောက်ပေးနေတဲ့ကောင်တွေအခုလိုင်းပေါ်မှာမြှောက်ပေးနေတဲ့ကောင်တွေပဲမင်းတို့စုလိုက်လာရခိုင်စစ်မြေကြီးကိုလာခဲ့မင်းတို့ခေါ်ကြည့်လာမလားတဲ့ကောင်တွေမယုံခေါ်ကြည့်နော်အခုလက်ရှိလိုင်းပေါ်မှာမင်းတို့အာတမတော်လော်ဘီတက်လော်ဘီတက်လော်ဘီပြောပြီးတော့လောနေတဲ့ကောင်တွေကိုတီးနှံစုလိုက်အဲ့ဒီအကောင်တွေကောင်မတွေနော်ပြီးလို့ရှိရင်ယူနီဖောင်းအပြည့်တော့အခုလက်ရှိ PDF တွေလိုမျိုးဟို ကြီကအောက်ထုတ်မပါဖဏမရှိဟုတ်လားဤကွင်းမင်းမစုံကြီရတယောက်ကိုစကမ်းသွားသိမ်းမယ်ဆို250 300လိုတဲ့ကြီမှာ25000 300000လောက်30000လောက်တွားပြီးသိမ်းတဲ့ကောင်ရှိတယ်အဲ့လိုမျိုးမပြည့်မစုံဘုံတော့အပြည့်စုံထည့်ပေးလိုက်နော်ကြီအပြည့်ရိတ်ခအပြည့်ပြီးလို့ရှိရင်ချက်ဝတ်တစားအပြည့်ဆင်ပေးလိုက်အခုလက်ရှိ line ပေါ်ကမင်းတို့တတ်မတော်ထောက်ခံပါတယ်လို့ပြောနေတဲ့ကောင်တွေကိုဘဏ္ဍာကောင်ရှေ့တန်းကိုတွားမလဲလို့အဲ့ဟာဖြေပဲနော် ဲ့တော့ဒီတိုင်းဒီမှာတိုက်နေကြတဲ့စစ်ပွဲကနှစ်ပေါင်း60လောက်အသွင်းမှာလဲဘယ်ပြည်ပနဲ့မှတိုက်ခဲ့တာမဟုတ်ဘူးဒီတိုင်းလူပြည်သားချင်းနဲ့ဟဲ့စဉ်းစားကြည့်ဒီကွာမင်းတို့တစ်ဖက်တက်မသွေးငါတို့ကတက်မတော်ငါတို့အုတ်ထုတ်ကမယ်ငါတို့အုတ်ထုတ်ကငါတို့အုတ်ထုတ်တော်ခမ်းမယ်ငါတို့ကတိုင်းပြည်မပြိုကွဲဆိုတဲ့တစ်ဖက်တက်စကားကိုခဏထားလိုက်ခဏလေးထားလိုက်ခဏလေးနော်ကရင်ရွာတရွာဟမ်သူတို့ဘိုးဘွားပိုင်းပဲစင်ဆက်ပိုင်းတောင်ရံလို့စားနေတဲ့ဒေသနော်စိုက်ပျိုးစားနေတယ်မင်းတို့စစ်ကြောင်းဝင်လာတယ် ဖမ်းဆီးတဲ့စစ်ဆေးတဲ့ရိုက်ပုတ်တဲ့ဘေးစပ်နဲ့ဖြက်ဆီးတဲ့မွေးထားတဲ့ကြက်ဝက်တွေဖမ်းတဲ့ချက်တဲ့ပြုတ်တဲ့နော်အခက်မတိတားကိုတမီးပြို့ဖမ်းပြီးတော့မရင်းကျင်တယ်အဲ့တော့မင်းတို့ကိုအဲ့ဒီအဖွဲ့စည်းကလက်ခံမလားအဲ့ဒီလူတွေနေရာမှာမင်းတို့ဆိုရင်ရောမင်းတို့လက်ခံမလားအဖက်တန်းကြည့်လို့မရဘူးအောက်ဘက်ကဒီရေပြူတို့ဘက်ကမွင်ဝါနေဆိုဗမာဆိုအသိမ့်ဘုံနေမင်းတို့စစ်တပ်ကြောင့်ဘုံလားနော်တိုင်းသားတွေဗမာအသိမ့်ဘုံတာမင်းတို့စစ်တပ်ကြောင့်တကယ်တကယ်ဗမာတွေကောင်းစားလားမေးကြတော့ဗမာတွေကြုံမယ် မမာနဲ့ဒီစစ်ကြောအောက်ရောက်နေတာပဲရှင်းပြောရင်တိုင်းရင်းသားတွေကတောင်မှသူတို့မှတိုင်းရင်းသားတက်ဆိုတာရှိသေးတယ်ဗမာတွေကဘယ်လောက်ထိနာလဲဆိုတော့ဗမာတက်လည်းမရှိဘူးဒီနေ့တော်လှန်ရေးမှာမှအညာဘက်မှာလက်နက်ကန်ကြီးထွက်လာတာအဲ့တော့မုံကန်ထိတော့ဗမာဆိုတာကမုံကန်ထိတယ်မင်းတို့စစ်တပ်ရုပ်မှန်တဲ့ရုပ်မှန်ချက်တွေကြောက်လာနော်လုံချင်တယ်လို့စစ်တပ်ကစစ်တပ်လုံမလို့ဘူးတပုံတည်းအကျန်းဖက်လို့လုပ်တယ်ပြီးလို့ရှိရင်ခွေးစကားပြောတယ်ကလိန်အချစ်ပြောတယ်ဒါစစ်ရည်ညူမှာမဟုတ်ဘူး မင်းတို့ကပြောလိုက်စစ်ရေးဗျူဟာစစ်ရေးဗျူဟာကလင်ကတိလုပ်တယ်ရုပ်မှားတာအဲ့ဒါစစ်ရေးဗျူဟာမဟုတ်ဘူးမင်းတို့မှားနေတယ်စစ်ရေးဗျူဟာမာဗျူဟာနီးဗျူဟာဆိုတော့အဲ့လိုရုပ်မှားတာတွေကောက်ကျစ်တာတွေပါတော့ပါတယ်မပါတာမဟုတ်ဘူးနော်ဗျူဟာမှာမာဗျူဟာနဲ့နီးဗျူဟာရှိတယ်ဒါပေမဲ့မင်းတို့စစ်တပ်ကပြည်သူပေါ်ကျင့်သုံးနေတာမာဗျူဟာလည်းမဟုတ်နီးဗျူဟာမဟုတ်ဘူးလူရုပ်မှားဗျူဟာကျင့်သုံးနေတာအဲ့တော့အဲ့လိုလူရုပ်မှားဗျူဟာကျင့်သုံးတော့ဘုနေ့ကပြောသလိုတော့ရဒေတာတွေ ေးဗမာတွေတော့ရွာတွေကိုတွားပြီးတော့စစ်တောင်းထုတ်ပြီးရုပ်မှိုင်းတော့ဒါဟာအာနာရှင်စစ်တပ်ဆိုတာဗမာတွေကတည်တယ်။ဒါပေမဲ့ခုနကပြောလို့တိုင်းနာဒေတာတွေတချို့နဲ့တိုင်းနာတော့ရွာတွေဆိုရင်မြို့တော်မတက်ဘူးတဲ့သူတွေရှိတယ်။ကိုတောင်ရမာတွေစိုက်စားပြိုးစားနော်အပြင်ပတ်ဝန်းကျင်နဲ့ဒါဒီနေ့ခေ Facebook ကအများကြီးပြောင်းလဲပလိုက်တာအမြင်တွေကိုနော်အဲ့ဒီခေတ်မှာစစ်တောင်းထိုးလာတယ်လက်နက်ကန်ရှိတယ်သူတို့မျက်စိထဲမှာမြင်ဘူးလားသူ့ဘဝထဲမှာမြင်ဘူးလားလက်နက်ကန်ကသူတို့လူမျိုးကန်ထားတဲ့လက်နက်ကန်အဖွဲ့ရှိတယ်ပြီးရင်အခြား လက်နက်ကင်ဖွဲ့ချက်အခြားလက်နက်ကင်ဖွဲ့ဝင်နေပြောဗမာကိုကူစားပြစ်ထားတယ်သူတို့လူမျိုးလက်နက်ကင်လာလို့အကျိုးအကြောင်းပြောလို့ရတယ်အေးစားငင်နေပေးစားတဲ့ကောင်းမှုလူလူသူတို့ချင်းပြလို့ရတယ်စစ်စင်းလို့ရှိရင်ကောင်းမှုပြန်ပြောရင်လက်ခံတယ်ပောက်ကြရတယ်နော်အချင်းချင်းနဲ့ဖမ်းပြီးမရေမကြည့်ဘူးမွေးထားတဲ့ကြောက်ဝဲလက်ပောင်းကောင်းကောင်းတောင်းတယ်ဟာနောက်ထပ်လက်နက်ကင်တစ်ဖက်ဝင်လာတယ်သူတို့မြင်တယ်ဗမာစစ်တပ်ပဲမြင်ဟာဖမ်းပြီစရွာထဲဝင်လာတဲ့ကကြီးရီခေါ်ပြီးကောင်းဖမ်းရိုက်ပုတ်ထုတ်ထောင်းဟမ်ဟိုလက်နက်ကင်ဖွဲ့ကိုမနိုင်တာနဲ့အဲ့ရွာမှာရှိတဲ့ပြည်သူတို့ထုတ်တယ် ငါတို့မလက်နဲ့ရှိတယ်ဆိုပြီးတော့မွေးထားတဲ့ကြက်ဝက်ဘဲနွားခွေးအစိတ်အကုန်လုံးဖန်းစားတယ်ခံမတင်အိမ်မွက်သားပြုတ်တမီးပြုတ်နော်ကင်မလေးတွေချောချောလေးတွေငငငလေးတွေတော်ထဲမှာတောင်ရံလှုပ်ရှားနေတယ်ကင်မလေးအသားပြူပိုးလေးနော်အပြူလေးတွေတင်းတင်းရင်းရင်းလေးတွေအာငငပြပြနဲ့တွေ့တယ်အတင်းဖမ်းပြီးတော့ပရင်းကျင်တယ်ဟော်ကလေးမေးတွေ့ပြန်တယ်ဘလူးတရစီမရင်းကျင်တယ်အဲ့ဒါဆိုတော့အဲ့ဒီပြည်သူတွေအမြင်မှာဘလို့မြင်မလဲအဲ့တော့ဗမာတွေဗမာတွေဆိုပြီးတော့ တိုင်းနာစီလုံးညညွတ်ရေးလို့မင်းတို့ဗဇက်ကတာဟိုးစက်ကပြောခဲ့တာတကယ်တိုင်းနာစီလုံးညညွတ်ရေးကိုဖျက်ဆီးခဲ့တာဒီမင်းတို့စစ်တပ်ပဲအဲ့တော့ဒီနေ့ကတော့ဒီခက်ကဟဲ့ဒီအာနာချင်းစစ်တပ်ကချင်းကြီးပြုံးမခင်တိုင်းပြည်အတွက်မင်းတို့စစ်တပ်ရှိမှခေါင်းပြအိတ်ကဆိုတော့ခိုးစက်ကမပြောနဲ့စစ်တပ်ရှိလို့စောက်ပြက်တာတက်နေတာကိုနော်အဲ့တော့ဒီလိုမျိုးစောက်ပြက်တာရှာတဲ့စစ်တပ်ကိုဖြုတ်ပြီးတော့တိုင်းပြည်အတွက်အားကိုးတဲ့ဖက်ဒရယ်တပ်မတော်ချင်းကြီးပေါ်လာလိမ့်မယ်နော်အဲ့ဒီအချိန်ကျရင်မင်းတို့အဲ့ဒီဘောမတွေဘောကငါကြည့်နေတယ်ဘယ်လိုနေမလဲလို့သိလားယူရင်ဆောင်လို့မရအောင်တော့သိလား ယူကြီးအောင်ဆောင်းလဲဆိုတော့လေးလူချင်းပဲရှိတယ်เนาะအခြားနေရာမရယူကြီးအောင်လုံးဆောင်းမနေတယ်တိလားအေးအဲ့ချိန်ချိန်တိမယ်မင်းတို့နိုင်ငံတကာကိုထွက်ပြေးသွားကြတဲ့အမှုပညာရှင်ဆိုသူတွေပေါ့เนาะအမှုပညာရှင်ဆိုသူတွေပေါ့ဟောအစိုးရတွေဒရိုက်တာတွေတရုတ်ဆောင်တွေပေါ့ဒါပေမဲ့ကျွန်တော်အမြဲပြောပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာအမှုပညာရှင်ဆိုတာတော်ရှားတယ်တော်တော်များများက copy copy တွေပေါ့နော် copy maker တွေပေါ့ရုပ်ရှင်ဆိုလည်းဒီလိုပဲ ဒီဘက်မှာဂီတဆိုလည်းဒီလိုပဲဒါတော်တော်များများပဲတပင်လည်းဒီလိုပဲတပင်လည်းဟိုအရင်အခုပြောလို့ရှိရင်ဟိုအသေးအစမ်းတီထွင်နိုင်တယ်ဆိုတာရှားတယ်အရင်ခေတ်ကလူတွေရေးခဲ့တဲ့ဇက်ရုပ်တွေပဲပြန်ကအရင်ခေတ်ကလူတွေပြက်ခဲ့တဲ့ပြက်လုံးတွေနဲ့ဒါနဲ့ပဲလည်နေကြတော့ဗျာအသေးစမ်းတီထွင်နိုင်တယ်ဆိုတာရှားတယ်အဲ့တော့အမှုပညာဆိုတာကတော့ပြောရရင်ခေတ်နဲ့ညီရမယ်တီစင်တီထွင်စမ်းသင့်မှုရှိရမယ်ပေါ့ဒါမှကျွန်တော်တို့ကအမှုပညာလို့ခေါ်တယ်ဒါကူမှအမှုပညာတမားလို့ခေါ်တာပေါ့နော်ဒါပေမဲ့အခုလာဒီနိုင်ငံတကာရောက်သွားတဲ့လူတွေဒီဘက်မှာရှိနေတဲ့တော်တော်များများပါကျွန်တော်တို့ကအမှုပညာတမားလို့ကျွန်တော်တို့ကမသတ်မှတ်ဘူးသူတို့ဟာ ဟဲ့လားဒီအလုံးနဲ့တခြားလုတ်တာတွေမလုတ်နိုင်လို့ပေါ့ဗျာတခြားအလုပ်တွေမလုတ်တတ်မကင်တက်လို့ဒီဟာနဲ့အသက်မွေးဝမ်းကြောင်းလုံနေရတဲ့လူတွေလို့ကျွန်တော်ဒီလိုပဲသုံးသပ်တယ်နော်ဒီလိုပဲသုံးသပ်ဒါကြောင့်မို့လို့လေသူတို့ရဲ့ဥမာရုပ်ရှင်ဆိုတဲ့ရုပ်ရှင်လောကကြီးကတက်မလာဘူးဘာကြောင့်လဲဆိုရုပ်ရှင်လောကမှာလဲဟဲ့လားခင်ဗျားတို့သိရတဲ့အတိုင်းပဲအာဒီအောက်ခြေလွာလို့ဘာလို့ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်အခုဆိုလမ်းပေးရောက်ကုန်တဲ့လူတွေတောင်ရှိတယ်ပုံမှန်မင်းသားမင်းသမီးဆိုတဲ့လူတွေကတော့အိမ်နေဟဲ့လားတကက်ကိုခြံနေဝယ်တကက်တိုက်ကြီးတာကြီးနန်းတော်လောက်ရှိတဲ့တိုက်ကြီးတာကြီးနေနေပေမဲ့ အောက်ခြေလူဒန်းစားရုပ်ရှင်အတိုင်းဝိုင်းမှာရှိတဲ့အောက်ခြေလူဒန်းစားအလွာတော့ခင်ဗျားတို့တွေ့တဲ့အတိုင်းပဲเนาะအားလုံးကပြောရရင်အိမ်မရှိရာမရှိစားစရာဟာလားမနှက်စားစားပြီးလို့ရှိရင်အဲစားပြီးတဲ့အိုးဆေးဆေးပြီးအပေါင်းတိုင်းသွားပို့ပြီးလို့ရှိရင်အလုတ်သွားအလုတ်သွားပြီးပြန်လာမှအိုးရွေးရွေးပြီးတော့မှသမင်းဟင်းချက်ချက်ပြီးတော့မနှက်စားပါထက်ချက်တာပြီးမနှက်စားစားစားပြီးအိုးပြန်ပေါင်းအဲ့လိုလုပ်နေရတဲ့ရုပ်ရှင်အလွာအတိုင်းဝိုင်းတွေအများကြီးရှိတယ်အဲ့ဒါကိုကြည့်ချင်းအဖြစ်မြမရုပ်ရှင်အတိုင်းဝိုင်းမှာတော်တော်များများဟာ professional တွေမဟုတ်ဘူးလို့ကျွန်တော်တို့ဒီလိုသုံးသတ်တာပေါ့နော်ဒီလိုသုံးသတ်တာထားပါတော့အဲ့တော့ဒီမှာကသူကဘလို့ရေးထားလဲဆိုတော့ပြပနိုင်ငံတွေကိုရောက်ရှိနေတယ်တဲ့ရုပ်ရှင်သရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ခုနိုင်ငံတော်အစိုးရကနိုင်ငံသားအဖြစ်မှရက်စဲသည့်ထုတ်ပြန်ချက်များကိုတဲ့ဖြန့်ဝေလာခြင်းဖြစ်တယ်တဲ့ရင်းထုတ်ပြန်ချက်မှာတဲ့မြန်မာနိုင်ငံ၏အကျိုးကိုထိခိုက်စေနိုင်သောလုံဆောင်ချက်များပြုလုပ်ခဲ့ကြသဖြင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်69ရဖွဲ့စည်းသည့်ဘ ਹੁ အဖွဲ့ကားတဲ့ပုံမှန်68ပါလုတ်ကန်လုတ်ပိုင်ခွင့်ကိုကျင့်သုံးလျက် ်ပိုးမ16ဖြင့်ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နှင့်အမှုပညာရှင်73ကိုနိုင်ငံသားအဖြစ်မှရက်စဲကြောင်းနိုင်ငံတော်အစိုးရကထုတ်ပြန်ကြေညာတယ်တဲ့နိုင်ငံသားအဖြစ်မှရက်စဲလိုက်သောရုပ်ရှင်သရုပ်ဆောင်အဆိုတော်နှင့်အမှုပညာရှင်ဆိုသူ73ဦးမှာတဲ့အဆိုတော်ဆိုသူဖြူဖြူကျော်သိန်းနဲ့ဒါရိုက်တာနာကြီးခေါ်ညာနာတင်ဦးဒါရိုက်တာကိုပေါ့ခေါ်အောင်မင်းနိုင်နဲ့အဆိုတော်လင်းလင်းခေါ်ထွေးလင်းကိုအဆိုတော်ချမ်းချမ်းခေါ်ချမ်းမြညင်းနဲ့ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသူအမှုပညာရှင်မြတ်နိုးအေးတဲ့အဆိုတော်အာဇာနီခေါ်ဇာနီမျိုးညွန်းတဲ့အမှုပညာရှင်ခါရာတဲ့ရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင်တဲ့အဆိုတော်ဝင်းနိုင်စိုးတဲ့ဒါရိုက်တာပြည်ဟိန်တီဟာတဲ့သရုပ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်တယ်လို့ဆိုလေတဲ့2022ခုနှစ်အတွင်းကလည်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးတွေကိုနိုင်ငံတော်အစိုးရကနိုင်ငံသားအဖြစ်မှရစဲကြောင်ထုတ်ပြန်ကြေညာခဲ့တယ်ဆိုပြီးတော့เนาะဒီလိုမျိုးရေးထားတယ်အဲ့တော့ပြောရလို့ရှိရင် ဒါတွေကဒီလူတွေအတွက်ကတော့ပွင့်လင်းပြောရရင်တကယ်အိမ်မဆိုးတွေပဲဗျကျွန်တော်တို့နိုင်ငံသားမှာအနည်း20ကျော်နေဦးတယ်ပြောလို့ရှိရင်ကျွန်တော်တို့သမင်းစားတယ်ငပိစားတယ်ပေါ့နော်ဒါကတော့ပြောရလို့ဒါနိုင်ငံတကာမှာပဲရောက်ရောက်မြန်မာမြန်မာပဲလေနော်မြန်မာမြန်မာပဲကျွန်တော်တို့ dash ဆိုတာကပြောရလို့ရှိရင်မြန်မာစာနဲ့တော်တော်ဝေးတဲ့အရာတွေပဲသူတို့ရှိမှရှိပါတယ်ကျွန်တော်တို့မြန်မာစာစားခြင်းအင်ဒိုနီးရှားဆိုင်လေးတွေတောဝယ်ရတယ်။ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဟိုတပတ်မှာထမင်းကနှစ်ကြိမ်လောက်ပဲစားပြီးတော့ ပေါင်မုတ်ကကျန်တဲ့၅ချင်းလောက်စားရတယ်အဓိကပြဿနာပါလဲဆိုဆန်းအစည်းကြီးတယ်ဟုတ်လားကျွန်တော်ဒီ basmati rice တို့အိန္ဒိယလာတဲ့ basmati rice တို့ဟိုနေ့ကကျွန်တော်တို့ထိုင်းရလာတဲ့ jasmine rice တို့အစတရားပြင်ဒါတွေကဈေးကြီးတယ်ဈေးကြီးတယ်တို့ကဒါတွေနဲ့ဒါတွေပေါ်မှာနိုင်ငံနိုင်ငံကြားကသွင်းတာဖြစ်တဲ့အတွက်တို့အခွန်တိုးကောက်ထားတာပေါ့နော်ဈေးကြီးတယ်နောက်ပြီးတော့ကျွန်တော်တို့ဟုတ်လားအင်ဒိုနီးရှားငပိတို့ငပိရို့ဆိုလဲတော်ဈေးကြီးပါတယ် နောက်ပြီးတော့တရုတ်ဆိုင်နေသွားဝယ်လို့ရှိရင်လည်းဟာကျွန်တော်တို့စီယာတွေတော့အကုန်ရတယ်ဒါပေမဲ့အတော်ဈေးကြီးတယ်ကျွန်တော်တို့ကတော့စီယာတွေပါတယ်အိမ်မှာလောက်တော့ဗျာအိမ်မှာလောက်တယ်နောက်ပြီးတော့ပဇွန်ကြောက်ပါညာဝယ်လို့ရရင်ငပိကျော်ကိုပိုင်ကိုတိုင်ကျော်လေစသည်အဖြစ်ပေါ့နော်ဒါမျိုးတွေလောက်တော့သူ့အမြဲဒါတွေကအလွန်ဈေးကြီးပါအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီဘက်မှာသမင်းတစ်နက်စာကျန်တာပေါင်မုန့်နဲ့အသားပေါ့ဗျာမဆော့ဆီဆိုလို့ရှိရင်ဈေးဈေးသက်သာတယ်ဆော့ဆီချောင်းကြီးဆိုရင်ကျွန်တော်တို့လက်မောင်းလောက်ရှိတယ်နော်ဂျာမနီကလာတဲ့ဆော့ဆီချောင်းကြီးဆိုတယူလိုပဲရှိတယ်နော်တချောင်းတူလိုပဲရှိတယ်တချောင်းဆိုနှစ်ယောက်လောက်စားလို့ရတယ်လက်မောင်းလောက်ရှိတဲ့ဆော့ဆီချောင်းကြီးဒါမျိုးပေါ့ဗျာထားပါတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ မိတို့ပင်ဆိုစေကောင်းဘူးကိုယ့်ရဲ့မွေးရနိုင်ငံကိုတော့လူတိုင်းကတတိရတယ်လူတိုင်းကတတိရတယ်နော်အဲ့တော့ပြောရရင်ဟာလာကျွန်တော်တို့ဥပမာဆိုလို့ရှိရင် နိုင်ငံပေါင်း20 30ကျော်ကနိုင်ငံသားတွေနဲ့တွဲဦးတယ်ဟာလာကြားပါတော့ဗျာကျွန်တော်တို့အာဖရိကနိုင်ငံကလူတွေအရှေ့တောင်အရှေ့နိုင်ငံကလူတွေနောက်တရုတ်တို့အဲနောက်ပြီးတော့ကျွန်တော်တို့ဆောက်အမေရိကဘက်ကလူတွေစသည်အဖြစ်ပေါ့ဗျာအဲ့လိုလူမျိုးတွေနဲ့တွဲဦးတယ်တွဲဦးလို့အားလုံးဟာအခုလို့ဒါပြောလို့ရှိရင်ဒါကဥရောပမှာအဓိကဒီဒီအချိန်ကဒါပြောရရင် summer time ဆိုတော့နော်နွေရာသီဝင်တဲ့အချိန် ဒီလိုအချိန်ကြာလို့ရှိရင်အကယ်၍ကိုဟာဒီပြောရင် summer vacation မထွက်နိုင်ဘူးဆိုရင်ရွာဆိုလေရွာမှာတိတ်မရှိလူတွေကိုတက်ရောက်တယ်တလားလောက်ကိုတက်ရောက်တယ်ရောင်းလဲရောင်းလဲနော်ကိုကိုနဲ့ကိုမိသားစုပေါ့ဗျာမြို့မှာဆိုလေမြို့မှာလူတွေကရှင်းနေဒီအချိန်ကြီးကတော့ vacation ထွက်ကြတော့တော်တော်များများဟာအဲ့ဒီနိုင်ငံတွေကိုရောက်နေ diaspora တွေကလွဲလို့ပေါ့နော်အဲ့ဒီနိုင်ငံမှာနိုင်ငံသားခံယူထားတဲ့ဟိုတခြားနိုင်ငံလူတွေတော်တော်များများသူတို့မိခင်နိုင်ငံတွေကိုပြန်ကြတယ်မိခင်နိုင်ငံတွေပြန်ကြတာများတယ်ဟို African တွေဆိုလေသူတို့ Africa နိုင်ငံတွေကိုပြန်ကြတယ်ဆောင်းအမေရိကန်တွေဆိုလေသူတို့ဆောင်းအမေရိကန် Chile တို့ Ecuador တို့နိုင်ငံတွေသူတို့ပြန်ကြတယ် မြန်မာတွေဆိုတဲ့မြန်မာနိုင်ငံကိုပြန်ကြတာပေါ့နော်တရုတ်တွေဆိုတဲ့တရုတ်ကိုပြန်ကြတယ်မြန်မာနိုင်ငံကိုပြန်လို့မရတဲ့လူတွေကထိုင်းလောက်ကိုအနေဆုံးသွားကြတော့ဒါမဲ့ညီတို့ပြည်ဆိုတဲ့ကောင်တော်တော်များများဟာမိခင်နိုင်ငံကိုတော့လွန်ကြတယ်ဒါဒါပွင့်နေပြောပြနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုလိုမျိုးဒီဟလာဒီဟလာဒီဒီအဆိုတော်ဆိုသူတွေဒရိုက်တာဆိုသူတွေတေးဥဆောင်ဆိုသူတွေ73ယောက်ပေါ့နော်ဒီလူတွေကိုနိုင်ငံသားအဖြစ်ကပယ်ဖျက်လိုက်တယ်ဆိုတော့ဒီလူတွေဒီချိန်ငိုနေပြီကျွန်တော်ကောင်းကောင်းသိတယ်ဒီလူတွေဒီချိန်ငိုနေပြီ ။ဘာကြောင့်လဲဆိုတော့ဟိုပြောရရင်မြန်မာပြည်ကိုချစ်လို့တော့မဟုတ်ဘူးနော်။ဘာကြောင့်လဲဆိုတော့သူတို့ကသူတို့နိုင်ငံရေးလောက်တာကိုကျွန်တော်အမြဲပြောပါတယ်။ဒီကိနိုင်ငံရေးလောက်တဲ့လူတွေကနိုင်ငံတခြားနိုင်ငံကိုသွားပြီးတော့ခိုးလုံငွေယူမယ်နိုင်ငံသားရှောက်မယ်ပြီးရင်မြန်မာနိုင်ငံမှာလာပြီးတော့ငါကွာလုပ်ဖို့အတွက်နိုင်ငံရေးလုံနေကြတာလို့ကျွန်တော်အမြဲပြောဘူးတယ်။ဥလဇာနီအာဇာနီတို့လင်းလင်းတို့ဘာလို့သူတို့က ကဲဒီမှာသူတို့နိုင်ငံသားပြစ်ကမပယ်ဖြတ်ဘူးပါညာဒီတိုင်းပဲထားတယ်ပါညာဒီကောင်နဲ့ခိုးနိုင်ငံမှာသွားဆိုပြီးမမပြလာလို့ရှိရင်သူတို့ကသူတို့ Rusty World လို့လို့တကယ်ကိုပြနိုင်ငံတကာမှာဆိုလာတဲ့အဆိုတော်ကြီးတွေလို့လို့နဲ့စောက်ဖင်ရပြီးပြန်လာကြအောင်ပါလေကျွန်တော်သိတယ်ဆိုအဲ့လိုကောင်မျိုးတွေကိုဒီလိုလှုပ်တာလေကျွန်တော်တို့ကဟိုမကောင်းဘူးလို့တော့မပြောနိုင်ဘူးမကောင်းလို့မပြောနိုင်ဘာကြောင့်လဲဆိုတော့တချို့ကိစ္စတွေမှာကကျွန်တော်တို့လည်းနိုင်ငံတကာရောက်ပါနိုင်ငံတကာရောက်တဲ့အချိန်မှာတစ်ကနိုင်ငံရေးကိုနိုင်ငံရေးနဲ့တူအောင်လုပ်ဖို့ကိုယ်နိုင်ငံကိုမဖျက်ဆီးဖို့လို့ကိုယ်နိုင်ငံရဲ့ပုံရိပ်ကိုမကြောက်လို့ဖို့လို့ လင်းလင်းဆိုတဲ့ကောင်ဆိုဘလောက်ထိမတ်ရိုင်းတယ်လဲဆိုကျွန်တော်ပြောပြမယ်နော်ဘလောက်ထိဒီကောင်ကအမျော်အမြင်နဲ့ညံနဲ့အုံနောက်နဲ့တယ်လဲဆိုရင်ဒီကောင်ရှိုးပွဲတစ်ခုမှပါပြောလဲဆိုဟုတ်လားမြန်မာနိုင်ငံထဲမှာရှိတဲ့ဟုတ်လားအစိုးရဝန်ထမ်းတွေတက်မလို့အတိုင်းဝိုင်းတွေခရိုဒီနေတဲ့ပတ်သက်တဲ့လူတွေဒီခန်းမှာနေရှိရင်ထွက်သွားကြပါဆိုဒီလောက်အထိကိုမတ်ရိုင်းတဲ့ကောင်လေးနော်ကျွန်တော်တို့ပြောပြမယ်ဟုတ်လားဒီတော်လိုင်းကြီးပဲလို့လို့နိုင်ငံနိုင်ငံကြီးပဲလို့လို့ ဒီနိုင်ငံသားတွေမြန်မာပြည်ထဲမှာရှိနေတဲ့နိုင်ငံသားတွေနဲ့မြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဖို့လုပ်ကင်ကြတာဖြစ်တယ်။ဒါဟာကျွန်တော်တို့ပထမဆုံးခြားမယ်တန်လိုက်တယ်။အဲ့လိုဖြစ်တဲ့အတွက်တစ်ကကျွန်တော်တို့ကစနစ်ကိုတိုက်တာလူကိုတိုက်တာမဟုတ်ဘူးနော်စနစ်ကိုတိုက်နေတာဖြစ်တယ်။အဲ့တော့စနစ်ကိုတိုက်တဲ့အတွက်ကျွန်တော်တို့ကလူတွေကိုသွားထိစရာမလိုဘူး။ကိုဟာကိုစနစ်ကောင်းကြောင်းကိုစနစ်မှန်ကန်ကြောင်းကိုစနစ်ဟာဒီတိုင်းပြည်အတွက်ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်းကိုနိုင်ငံသားတွေကိုတတ်သိပြဖို့လိုအပ်တယ်ဒါပထမဆုံးချက်။ငါစနစ်ကိုမထောက်ခံရင်အဲ့ကောင်ကိုတတ်မယ်။ငါစနစ်ကိုမထောက်ခံတဲ့ကောင်ကိုရန်သူလို့ပြောလို့မရဘူး။ အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပြောရရင်ဟုတ်လားဒီဥရောပရောအမေရိကရောဗျာအဲ့ဒီနိုင်ငံတွေမှာရောက်နေတဲ့တောင်းနေဒုက္ခတွေအများကြီးရှိတယ်အခုဆိုလို့ရှိရင်ဟာလာဗီယက်နမ်တွေဆိုတော်များများပြန်ကြပြီဗျာသူနိုင်ငံတိုးတက်သွားပြီကမ္ဘောဒီးယားတွေဆိုတော်များများပြန်ကြတာဗျာသူနိုင်ငံတိုးတက်သွားပြီဆိုအဲ့ဒီတည်းမှာဒုက္ခတွေတည်းမှာပါလက်စတိုင်းပြည်မြန်မာအရှိချောင်းဒုက္ခတွေဖြစ်နေဒါပေမဲ့မြန်မာလူရအသွင်းမခံရအောင်ဒုက္ခတွေပဲကမ္ဘာပါလက်စတိုင်းတွေကိုသူတို့နိုင်ငံတွေမှာရှိတဲ့ဒေသဆိုင်ရာနိုင်ငံရေးသမားတွေသူတို့နိုင်ငံတွေမှာရှိတဲ့ဟာလာကျွန်တော်တို့ပါလီမန်အမတ်တွေ ါတီတွေကခေါ်တွေ့တယ်လူရသွင်းတဲ့စကားပြောတယ်မြန်မာနိုင်ငံရေးသမားတွေကိုခေါ်ပြောလို့ရှိရင်ဒီကောင်တွေဟဲ့လားတကယ်ဝဲစားကောင်တွေတကယ်ကိုပြကိုကိုကိုတောင်ပြောလို့ရှိရင်တန်ဆွမ်းအောင်ကြမ်းမအောင်မနေနိုင်တဲ့ကောင်တွေကခင်ဗျာကိုကိုကိုတောင်ပြောရရင်မတီဆောက်နိုင်တဲ့ကောင်တွေအဲ့တို့ဟိုကနိုင်ငံရေးသမားတွေကတိတယ်ဟိုကလူ့ဖွဲ့စည်းရတိတယ်အဲ့ဒါကိုတိတော့ပြောရရင်မြန်မာလူ့ဖွဲ့စည်းရနိုင်ငံတကာကိုရောက်သွားတဲ့နိုင်ငံရေးသမားပါဆိုရင်မြန်မာလူ့ဖွဲ့စည်းရဘယ်တုံးကမှလူရသွင်းမခံအောင်ဘယ်တုံးကမှလူရသွင်းမခံအောင်ကျွန်တော်ပြောချင်တာနော်အဲ့တော့ ဒါကဘာလဲဆိုတော့အခုလင်းလင်းတို့ချစ်သူဝေလို့ဆိုရင်တို့မြန်မာအဖွဲ့မြန်မာအတိုင်းဝိုင်းကြားတွေထဲမှာလာပြောရရင်ဟိုဘလူးကောမလဲဟိုဟိုဟိုနရွက်တူတွေကြားထဲမှာနရွက်တစ်ဖက်ပြက်တွေကြားမှာနရွက်နရွက်တူကဆရာကြီးလုံနေဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့လိုဖြစ်နေတာတို့နိုင်ငံတကာအတိုင်းဝိုင်းကဒေတာဆိုင်ရာတို့တို့နိုင်ငံမှာရှိတဲ့ဒေတာဆိုင်ရာလူမျိုးတွေအတိုင်းဝိုင်းကြားငွေနဲ့ဆိုတော့ခမရတို့မတွေ့ရဘူးတွေ့လိမ့်မယ်မတွေ့ရဘူးဟုတ်လားဟိုချမ်းချမ်းဆိုတဲ့မိန်းမဆိုလဲအီတလီကိုယူပြီးတော့အီတလီဆိုတော့အီတလီတို့ပါဘူးဆိုတော့ကျွန်တော်မပြောညွှန်လဲထားရပါဘူး အီတလီတို့ပါဆိုတော့ပွင့်လင်းပြောရရင်ဗျာကျွန်တော်တို့ကဟိုဟိုရိုင်းရိုင်းပြောရရင်အဖြူခွေးလို့ခေါ်တာပွင့်လင်းပြောပြဗျာဘာလို့လဲဆိုတော့အဲ့ဒီနိုင်ငံတွေမှာအရင်စပြောရရင်အဲ့ဒီနိုင်ငံတွေကပြောရရင်ဟိုဟိုဟိုလက်သာရနေတယ်လက်သာရနေတယ်အီတလီတို့ဂရီတို့ဆိုတော့ဗျာပြောလို့ရှိရင်အများဆုံးရဟိုယူရို2000ပေါ့ဗျာ2000လောက်ပေါ့နော်ဒီလောက်ပဲရတယ်တော့ပဲရတယ်ဆိုတော့ဒီဘက်မှာရှိရကျွန်တော်တို့ကစကန်ဒီနေးဗီးယားနိုင်ငံဖြစ်နေတာကျွန်တော်တို့ဟော်လန်တို့ဂျာမနီတို့နော်ဝေးတို့ဒိန်းမတ်တို့ဖင်လန်တို့ကပတ်စံကိုဒီလိုအလကားပေးနေတာသူနိုင်ငံသားတွေ အခုကျွန်တော်ဒီ vacation ဖြစ်ပြီဆို vacation ဆိုလို့ရှိရင်တစ်ယောက်ကို euro 850အလကားရတယ်လူ850အလကားရတယ်အလောက်ကလည်းခမတခုခုတာလုံနေဗျာဟုတ်လားចောင်းတက်တာပဲဖြစ်ဖြစ်ဟုတ်လား volunteer လောက်တာပဲဖြစ်ဖြစ်ခမအလောက်တခုတာလုံနေခမအလောက်လို့ဆရာမလို့နိုင်ငံတော်ထောက်ပံ့ပေးတာတမိသားစုကို1950เนาะအဲ့မဟိုအားရဒီအားရနဲ့တမိသားစုကို2500လောက်ရတယ် euro ဒါအလောက်လို့ဆရာမလို့နော်လို့ဆိုအဲ့မှာမှာသွားပြတချို့ခိုးလောက်တာတွေရှိတယ်တေးဥဆိုင်မှာပကံသွားဆေးတာတွေရှိတယ် လာတိဥဆိုင်မှာသွားပြီးတော့ဟလာရှူကြီးလိုက်တာရှိတယ်အဲ့လိုကြလို့ရှိရင် extra နဲ့ပါညာဆိုရင်တလ9000လောက်ရတယ်ယူအဲဒါမျိုးပေါ့ဗျအဲ့တော့ပြောရလို့ရှိရင်ထားပါတော့ဒါတွေကကျွန်တော်တို့ဒါအတွေ့အကြုံတွေပြောပြတာအဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေထားကနိုင်ငံတကာရောက်သွားတဲ့အတိုင်းဝိုင်းတွေကမြန်မာနိုင်ငံနဲ့မြန်မာလူအဖွဲ့အစည်းကိုတိတ်ခါချနေတာကိုသူတို့တွေကပျော်နေကြတာမြန်မာနိုင်ငံနဲ့မြန်မာလူအဖွဲ့အစည်းကိုတိတ်ခါချလိုက်လို့သူတို့ဂုံမြင့်မယ်လို့ထင်နေတာဘလို့လို့ဂုံမြင့်မှာလဲဗျဒီကောင်တွေကြီးမှာခံယူချက်မရှိဘူးဒီကောင်တွေကြီးမှာယက်တီချက်မရှိဘူး အတကောင်လေးစီမဟာလာစစ်စိုးရောက်တိုက်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့တက်ချုပ်ကြီးကိုဆဲနေတယ်တက်ချုပ်ကြီးကိုဆဲတာကစိုးချုပ်ဘယ်လိုကောင်းလဲစစ်စိုးရောက်တိုက်တာမဟုတ်ဘူးကျွန်တော်တို့ကလူပုတ်ကိုတိုက်နေမှာစနစ်ကိုတိုက်နေစနစ်ကိုအဲ့လိုစနစ်ကိုတိုက်တဲ့နေရာမှာလဲအခုလက်ရှိတက်မတော်ခေါင်းဆောင်တွေကိုနိုင်ကိုကဒီမိုကရေစီစနစ်ကိုသွားမယ်လို့ကတိလဲပေးထားတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့သွားပါမယ်ခင်ဗျားတို့လူထုတောင်းဆိုထားတဲ့ဟာကိုကျွန်တော်တို့စနစ်တကျကျွန်တော်တို့ဖန်တီးပေးပါမယ်သူဒီလမ်းကိုပဲသွားခဲ့ကြတာပဲလေကျွန်တော်ပြောချင်တာက ဒီမှာအားလုံးဝိုင်းလုံရင်ကျွန်တော်တို့တိုင်းပြည်လေဂုံမတက်ဘူးလားကျွန်တော်ပြောချင်တာအဝေးရောက်တဲ့အချိန်မှာကိုတိုင်းပြည်ကိုတိတ်ခါချနေတဲ့ကောင်တွေဘလို့လို့ဒီကောင်တွေလဲလူမင်းလူတောင်ပြောင်းမလဲခမစဉ်းစားကြည့်လေခမစဉ်းစားကြည့်ကျွန်တော်တို့ဟော်လန်မှာနေခဲ့တယ်ကျွန်တော်မြန်မာလူအတိုင်းဝန်းညာတိတ်မတိုးဘူး dash အတိုင်းဝန်းကြားမှာပဲကျွန်တော်တို့နေတာ dash တင်နေပဲနေတာကျွန်တော်တို့တွေပြောရရင် dash နိုင်ငံရေးသမားတွေနဲ့တည်တယ်ဗျာ dash ចောင်းသားတွေနဲ့တည်တယ်ဗျာတကယ်ကို dash artist တွေနဲ့တည်တယ်ဗျာတကယ် dash ကဘလို့ခေါ်မလဲဟို ဘလော့ကာတွေနဲ့တိတယ်ဗျာဒီလူတွေကြားထဲမှာပဲကျွန်တော်တို့ကျင်နေတာဟုတ်လားဟိုကျွန်တော်မိသားစုတွေဆိုတော့ဒီလိုပဲသူတို့ဒီကြားထဲမှာပဲကျင်နေတာမြန်မာကြားမတော့ဘာလို့လဲဆိုတော့နိုင်ငံကြားရောက်မြန်မာတွေကရုံမာတယ်သူတို့ရှိမှာနိုင်ငံရေးဆိုတာကိုဘန်းပြတာတခုလောက်ပဲအားလုံးကသူတို့အကျိုးစီးပွားပဲသူတို့လုပ်နေထားပါတော့ထားပါတော့အဲ့ဒါအဲ့ဒါပြောရရင်မိခိုးပစုံမုံမစုံဖြစ်သွားမှာအဲ့တော့မိသားမင်းဆိုတဲ့ကမှုနိုင်ငံတော်ကဒီ73ယောက်ကိုနိုင်ငံသားအဖြစ်ကပယ်ဖြတ်လိုက်တာ လုံးတဲ့နယ်လို့ ကျွန်တော်ကတော့ဒီလိုမျိုးမှတ်ချက်